။တခါတော့ရွာတရွာမှာမျိုးသမီးငယ်တယောက်ဟာ ရေခက်ဆင်းလာတော့မြေကြီးစီးကြောင်းနဲ့အတူမျောပါလာတော့လူတယောက်ကို တွေ့မြင်လိုက်ရပါတယ်။အလိုလေဘလို့ဖြစ်လို့မြေထဲမှာ မျောပါလာရတာလဲ။အတင်းကဘဲကလာတာလဲ။ပြီးတော့ဘဲကိုသွားမှလဲ။အိုးအမိကျွန်တော်ကိုမေးခွန်းလေးတွေမမေးခင် ကျွန်တော်ကိုတခုလောက်ကူညီပေးနိုင်မလားဗျာရပါတယ်ကျွန်မတတ်နိုင်တာကိုတော့ကူညီပေးနိုင်ပါတယ်ကျွန်တော်ကိုလေလူကိုတည်စီနေတဲ့အရာလေးပါလေရှိရင်ပေးပါလားဗျာကျွန်တော်အသက်မရှင်ရှင်တော့လို့ပါကျွန်တော်အရန်တည်ခြင်းလေးလို့ပါအိုးရှာရှာပေါ့ပေါ့ရှင်ကဘာဖြစ်လို့အသက်မရှင်ရှင်ရတာလဲကျွန်မကိုပြောပြပါ တခြားနီးလန်းလေးတွေရှိအောင်ပါပါကိစ္စတစ်ခုကိုဒီလိုလောက်ရမျိုးနဲ့ဖြေရှင်းတာကမကောင်းဘူးနော်အဲ့ဒီအချိန်မှာညီကြီးစီချောင်းနဲ့အတူ မျောပါလာတဲ့အမျိုးသားကသူ့ရဲ့အဖြစ်အပျက်အားလုံးကို ရှင်းပြပါတော့တယ်ကျွန်တော်ကထူးဆန်းတဲ့ယောဂတစ်ခုကို ခံစားနေရတာအချိန်အတော်ကြာခဲ့ပါပြီဗျကျွန်တော်ရဲ့ယောဂကိုပျောက်အောင်မကူတာနိုင်ခဲ့ဘူးဒီယောဂကိုတခြားလူတွေကူးဆက်သွားမှာကိုလေကျွန်တော်မလို့ချင်ပါဘူး ဒါကြောင့်ဒီဝါးဖောင်းကလေးကိုစီးပြီးဖြစ်ချင်ရဖြစ်ဆိုပြီးဒီမြေကြီးစီးချောင်းလေးအတိုင်းကျွန်တော်လိုက်ပါလာခဲ့တာပါကျွန်တော်အသက်မရှင်ကျင်တော့လို့ကျွန်တော်လူတွေကိုဒုက္ခမပေးချင်တော့လို့ကျွန်တော်ဖြစ်နိုင်ရင်ကျွန်တော်တောင်းဆိုတာလေးကိုကူညီပေးစေချင်ပါတယ်ခင်ဗျာဝါးဖောင်းဘဝဒုက္ခရောက်နေတဲ့မျိုးသားကိုကြည့်ပြီးရေလာခတ်တဲ့ကောင်မလေးဟာကူညီပေးချင်တဲ့စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ် ီမှာမိတ်ဆွေလူဘဝဆိုတာရှားခဲလာတယ်တော့ဘာဖြစ်လို့ရှင်ဘဝကိုအခုလိုမျိုးလွယ်လွယ်လေးနဲ့အရှုံးပေးချင်နေရတာလဲပြဿနာတိုင်းမှာအပြေဆိုတာရှိပါတယ်ကျမရှင်ကိုကူညီပေးနိုင်မှာပါအဲ့လိုမျိုးကြီးစိတ်သက်မကြလိုက်ပါနဲ့နော်ကျွန်တော်ကိုဘယ်သူမှမကူညီပေးနိုင်ဘူးဖခင်တော်မှကျွန်တော်ယောဂကိုပြအောင်ကူညီပေးနိုင်မယ်မထင်ပါဘူးဗျာထိုခါမှတော့ ခေါမလေးဟာရောဂါတဲ့ကောင်ကလေးကိုစကားတခွန်းလှမ်းပြောလိုက်ပါတယ်ဒီမှာရှင်ဒီမှာ ရှင်ကတော်တော်ပြောညံ့တဲ့လူပဲရှင်ရောဂါကိုကျမအဖေကပြောင်းအောင်ကူတတ်ပေးနိုင်မယ်လို့ကျမထင်တယ်ကျမအဖေကဒီနေ့တခွင်းမှာအတော်ဆုံးစီးစေရပဲဒါကြောင့်ရှင်ကိုချပအဖေစီခေါ်သွားပေးပြီးတော့ရှင်ရောဂါကိုပြောင်းအောင်ကူတတ်ပေးကြည့်မယ်ဟုတ်ပြီလားအဲ့ဒီနောက်မှာတော့ အမျိုးသမီးငယ်လေးဟာသူမရဲ့အဖေစီကိုအပြေးလာခဲ့တော့တာပေါ့အဖေအဖေရွာထိတ်ကမြေထဲမှာလေလူတယောက်မျောလာတယ်တော့ပြီးတော့အဲ့ဒီလူမှာရောဂါတခုလဲကူးစက်ခံထားရသေးတယ်အဖေရဲ့အဖေကူညီနိုင်မယ်ဆိုရင်လေလိုက်ပြီးတော့ကူညီပေးစီခြင်းပါတယ်ပြီးတော့သူကစိတ်တက်လေအရန်ကြနေတာအဖေရဲ့တည်ခြင်းနဲ့ပဲပြောနေတော့တာပါပဲဖေရဲ့လူတက်တချောင်းဆိုတာကဲကောင်းပါတယ် အဖေလိုက်ကြည့်လို့ရရင်လိုက်ခဲ့ပါတော့အဲ့ဒီချိန်မှာဆေးဆရာကြီးကလည်းယူဆရာရှိတာတွေယူပြီးသူ့သမီးလေးလာခေါ်တဲ့မျက်စိတ်ကိုလိုက်လာခဲ့တော့တာပေါ့အာနားလိုက်တာဗျာကျွန်တော်အသက်မရှင်ကျင်တော့ဘူးအာနားလိုက်တာကျွန်တော်အသက်မရှင်ကျင်တော့ဘူးကျွန်တော်ကိုတေအောင်ကူညီပေးကြပါလားဗျာကျွန်တော်အရန်တေရင်နေလို့ပါကျွန်တော် အရန်ပင်မန်းနေလို့ပါဗျာဝါဖောင်းတဲ့အတူမျောလာတဲ့မျိုးသားဟာလည်းသူ့ရဲ့ဝေဒနာကိုအပြင်းထန်ခံစားနေရပြီးအသက်မရှင်ကျင်တော့တဲ့အကြောင်းပဲဇက်တိုက်ပြောနေခဲ့ပါတယ်ဒီလိုနဲ့ဆေးဆရာတို့တာဖမြစ်စိတ်ကို ရောက်လာတဲ့အခါမှာတော့ဆေးဆရာကြီးဟာယောဂခံစားနေရတဲ့မျိုးသားရဲ့ဝေဒနာတွေကို လိုက်လံကြည့်ရှုခဲ့တာပေါ့ อืมမင်းခံစားနေရတဲ့ဝေဒနာကဘာယောဂလဲဆိုတာတော့ငါသိပြီမင်းခံစားနေရတဲ့ယောဂဟာ အလွန်ဆိုးဝါးပြီးတော့လူအဖြစ်နေတဲ့အနာကြီးယောဂတစ်မျိုးပဲမင်းဒီယောဂကိုခံစားနေရတာဘလောက်ကြာပြီလဲငါ့ကို ပြောပြပါဦးကျွန်တော်ကျွန်တော်တော်တော်ကြာကြာကလေးကဒီယောဂကိုခံစားခဲ့ရတာပါကျွန်တော်လေးဆေးဆရာတွေနဲ့လဲဆုံနေအောင် ပြခဲ့ဘူးပါတယ်ဒါပေမဲ့ယောဂါကတဏီတခြားပူပူပြီးတော့ဆိုးလာတာပဲရှိပါတယ်ဗျာဘာမှအဖက်မတင်ပါဘူးယောဂါကတော့ဒုံရင်ကဒုံရင်ပါပဲဒီယောဂါကတာမန်ယောဂါတွေလိုကုသရတာမလွယ်ဘူးကွပြီးတော့ဒီယောဂါကိုကုသဖို့နီလန်းကိုလည်းဘယ်သူမှ ကောင်းကောင်းမသိကြဘူးဒီလိုယောဂါမျိုးကအနာကြီးယောဂါလူအေးအဖြစ်နေပြင်မဲ့ ဖြစ်ရလေတည်လောက်အောင်ခံစားရတဲ့ယောဂမျိုးဆေးဆရာကြီးဟာယောဂအကြောင်းကိုပြောနေတဲ့အချိန်မှာအမျိုးသမီးငယ်ကဆေးဆရာကြီးကို စကားတစ်ခုဝင်ပြီးတော့မေးလိုက်ပါတယ်ဒီယောဂကိုလူတွေကကုသတဲ့နီလန်မသိကြဘူးဟုတ်လားဖေဒါဆိုရင်သူ့ရဲ့ယောဂကိုကုသဖို့နီလန်ကိုအဖေမသိဘူးပေါ့ဟုတ်လား မြို့သမီးငယ်ရဲ့မိခွန်အဆုံးမှာတော့ဆေးဆရာကြီးဟာသူ့သမီးကို အကြောင်းဆုံးရှင်းပြပါတော့တယ်ဒီယောဂါကအနာကြီးယောဂါဖြစ်တဲ့အတွက်တာမန်ဆွေးရည်နဲ့ကုသလို့လုံးဝမရဘူးကုသဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူးဒါကြောင့်သူ့ယောဂါကိုပျောက်ကင်းစေမယ့်ဆေးကို ရှာပြီးတော့ကုသမှရမယ်သမီးရဲ့ဒီယောဂါနဲ့ ကန့်ညီတဲ့ဆေးဆိုရင်တောထဲမှာရှိရဲ့တောစပြစ်နွယ်ပင်တွေအများကြီးလိုအပ်တယ်သမီးဒါပေမဲ့အဲ့ဒီဆေးမြစ်ကလူတိုင်းမတွေ့ဘူးကြဘူးကံကောင်းတဲ့လူတွေသာအဲ့ဒီတံမိုးကြီးရဲ့ဆေးမြစ်တွေကိုရှာတွေ့ကြတာအခုသူခံစားနေရတဲ့အနာကြီးယောဂါကိုကုသဖို့ဆိုရင်တောထဲမှာပေါက်တဲ့တောစပြစ်နွယ်ပင်တွေအများကြီးလိုအပ်တယ်ထိုချိန်မှာယောဂါခံစားနေရတဲ့အမျိုးသားရဲ့အသက်တစ်ချောင်းကိုကဲတင်ခြင်းနေတဲ့အတွက်ကြောင့် အမျိုးသမီးငယ်လေးဟာတောထဲကိုသွားပြီးတောစပြစ်နယ်ပင်တွေကိုရှာဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။အဖေသမီးတို့လေဒီလူရဲ့အသက်ကိုကယ်တင်ရအောင်နော်။သမီးတောထဲမှာအဖေပြောတဲ့တောစပြစ်နယ်ပင်ကိုရအောင်သွားပြီးတော့ရှာမယ်။အခုလောလောဆယ်တော့ဒီလူကိုအင်ကို အရင်ခေါ်သွားသင့်တယ်နော်။အမျိုးသမီးငယ်လေးရဲ့စကားအဆုံးမှာတော့စီးစရာကြီးကလည်း ဝါးခေါင်နဲ့အတူမျောလာတဲ့လူငယ်လေးကိုကူညီဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ဒီလိုနဲ့ဝါးဖောင်ပေါ်ကအမျိုးသားကိုမချီရန်အတွက်အပေါ်ကခြုံထားတဲ့ဆောင်းကိုဖယ်လိုက်တဲ့အခါမှာတော့ဟာဒါတော်ဝင်နန်းတော်ရဲ့ဝတ်စုံပဲ။ဤကဏဒီလူကလေးကနန်းတော်တွေကတော်ဝင်မိသားစုတွေကတယောက်ဖြစ်ရမယ်။ဟဲ့ကလေးမင်းဘယ်ကလာတာလဲ။အဲ့ဒါကိုငါ့ကို အမှန်တိုင်းပြောပြပါဦး။ ထိုခါမှာတော့ယောဂခံစားနေရတဲ့လူငယ်လေးဟာသူဟာနန်းတော်တွေကလာတာဖြစ်ကြောင်း ပြောပြလာခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဟာနန်းတော်တွေကတော်ဝင်မိသားစုကမွေးဖွားလာခဲ့တာပါ။ထိုခါမှာစီးစရာကြီးကမင်းကိုဘာဖြစ်လို့ဒီလိုဆုံးပစ်ခဲ့တာလဲလို့မေးလိုက်တဲ့အခါမှာတော့လူငယ်လေးဟာဝေဒနာခံစားနေရတဲ့အတွက်နောက်မှ ရှင်းပြမယ်လို့ ပြန်ပြောခဲ့ပါတယ်အဲဒီလိုနဲ့ပဲဆေးဆရာသားဘာဟာဝါဖောင်ကလေးနဲ့အတူမျောလာတဲ့လူငယ်လေးကိုသူတို့ရဲ့အိမ်အိုလေးစီကိုခေါ်သွားခဲ့ကြတာပေါ့ကဲတမီးရေယောဂအတွက်ဆေးတွေကအကုန်စုံတလောက်ဖြစ်နေပြီအဖေပြောတဲ့တောစပြည့်နွယ်ပင်တမျိုးပဲလိုတော့တယ်ငါတမီးရဲ့အဲ့ဒီနွယ်ပင်မပါရင် အခုအဖေတို့ဖန်တီးထားတဲ့ဆေးကအစွမ်းထက်မှမဟုတ်ဘူးအဲ့ဒီຫນွေပင်ကိုတမိရအောင်ရှာမယ်အဖေဒီယောဂခံစားနေရတဲ့လူတစ်ယောက်ရဲ့အသက်ကိုကဲတာကကောင်းတဲ့အလုပ်ပဲလေတမိဆေးပင်ကိုတွေးအောင်ရှာမှာပါအဖေရဲ့အဲ့ဒီမှာဆေးဆရာကြီးကသူ့ရဲ့တမိကိုတော်ရဲဆေးပင်သွားရှာရင်ဂယူဆိုင်ဖို့မှာနေခဲ့ပြီးဆေးဆရာကြီးရဲ့စကားအဆုံးမှာတော့ကောင်မလေးကတော်ရဲကို တော်စပြစ်နယ်ပင်ရှာဖို့ထွက်လာခဲ့တော့တာပေါ့ငါထွက်လာတာတော်တော်တော်ချားနေပြီပဲဒီဆေးပင်ကဘယ်နှမှာရှိနိုင်မလဲဆိုတာငါမသိဘဲနဲ့ငါထွက်လာခဲ့တာငါကံမကောင်းလို့များရှာမတွေ့တာလားမသိဘူးဘာပဲဖြစ်ဖြစ်ငါစူးစမ်းပြီးတော့တော့ရှာရမှာပဲဒီလိုနဲ့ကောင်မလေးဟာတောထဲမှာတယောက်ထဲလမ်းလျှောက်နေရင်းနဲ့တဏီယာရောက်မှာတော့စပင်းတွေဖြူနေပြီး အသက်ကြီးရဲ့ပုံပေါ်တဲ့အဖွားကြီးတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။ဟဲခလေးမဒီတော့တွေကိုတယောက်တည်းဘာလာလောက်တာလဲ။တော်စပြင်းຫນွေပင်ကို လာရှာတာပါ။ဒါပေမဲ့ဘယ်နေရာမှာမှရှာလို့မတွေ့ပါဘူးရှင်။ကျမရှာနေတာလေအချိန်တော်တော်တောင်ကြာနေခဲ့ပြီ။ဒါပေမဲ့အခုထိမတွေ့သေးဘူးရှင်။နင်ကဒီဆေးပင်ကိုဘာလုပ်ဖို့လာရှာတာလဲကွ။ ဘာလို့ဖို့အတွက်လာရှာတာလဲဒီလိုပါအရင်နေ့ကကျမတို့ရွာရဲ့မြင်းစိတ်မှာကျမရေကက်ဆင်းနေတော့မြင်းရဲ့စီချောင်းနဲ့အတူလူတယောက်ဝါဖောင်ကလေးနဲ့မျောလာခဲ့ပါတယ်အဲ့ဒီမြင်းရဲ့စီချောင်းနဲ့အတူ မျောလာတဲ့လူမှာအနာကြီးယောဂါတစ်ခုကိုခံစားနေခဲ့ရပါတယ်သူ့ရဲ့ယောဂါကိုပြဖို့ဆိုရင်ဟောဒီတောစပြင်းနယ်ပင်ထဲမှာ ပြအောင်ကူးသားလို့ရမှာပါသူ့ရဲ့အတက်ကိုကဲတီချင်တာရဲ့ သူခံစားနေရတဲ့ဝေဒနာတွေကိုမကြည့်ရတဲ့အကြောင်းကျွန်မဒီ saving ကို လာရောက်ရှာဖွေတာပါဒါဆိုရင်နေကနေနဲ့ဘာမှမတော်တဲ့ဒဇိန်တယောက်အတွက်နဲ့ဒီ saving ကိုလာရှာတာပေါ့ဟုတ်လားအဲ့ဒီလူကနေနဲ့ဘာတော်ဆက်လဲဆွေမျိုးတော်ဆက်တာလားမောင်နှမတော်ဆက်တာလားငါ့ကိုပြောပြပါဘို့ဒါမှမဟုတ်ဘာမှမတော်ဆက်ဖဲနဲ့ဒဇိန်တယောက်အတွက်နဲ့ဒီ saving ကို လာပြီးတော့ရှာဖွေတာလားကျမနဲ့ဘာမှမတော်ဆက်ပါဘူးကျမကသူနာကျင်ခံစားနေရတဲ့ဝေဒနာတွေကိုမကြည့်ရလို့ကဲတင်ချင်ုံတက်တက်ပါကျမနဲ့ဘာမှမတော်ဆက်ပါဘူးဖြစ်နိုင်မယ်ဆိုရင်လေကျမကိုဒီတော့ထဲမှာဘယ်နေရာမှာတော်စပြည့်နယ်ပင်ရှိရဆိုတာကိုပြောပြပေးလို့ရမလားတော်စပြည့်နယ်ပင်ဆိုတာနတ်ဒီဝါရီ ဆောင်းလျှောက်ထားတဲ့အပိတ်တစ်မျိုးပဲဒီလိုအပိတ်မျိုးကိုကံကောင်းတဲ့သူတွေစိတ်သဘောထားကောင်းတဲ့သူတွေမှတွေ့ခွင့်ရတာဒါဆိုရင်ကျမရှာမတွေ့တာကျမစိတ်သဘောထားမကောင်းလို့တော့မဟုတ်တော့ပါဘူးနော်ကျမကကျမအချိုးအတွက်နဲ့လာခဲ့တာမှမဟုတ်တာသူတစ်ပါးရဲ့အသက်ကိုကဲတင်ခြင်းုံတက်တက်ပါသူခံစားနေရတဲ့ဝေဒနာတွေကိုကျမကိုကျေးစာမိတယ်မင်းကံကောင်းပါပါ မဲလို့စိတ်သဘောထားပြေးသွားပြီးသူတစ်ဖက်သားကိုကူညီခြင်းနဲ့စိတ်ရှိတဲ့သူကိုလက်တွေဝါတွေကစောင်းရှောက်ပါပါငါကဒီတော့ကိုစောင်းရှောက်တဲ့နေသမီးတယောက်ပါမဲလို့စိတ်သဘောထားပြေးသွားပြီးလူတစ်ဖက်သားကိုကူညီခြင်းသိအပြည့်ရှိတဲ့သူကိုဒီတော့စပြည့်နွယ်ပင်ကိုငါမင်းကိုပေးလိုက်မယ်ကောင်းမလေးလေသူစကားပြောနေတဲ့သူဟာနေသမီးတစ်ပါးဖြစ်နေတဲ့အတွက်ကြောင့်အံ့ဩသွားခဲ့တာပေါ့ အံလဲအံဩပြီးယုံလဲမယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။ရှင်အဖွားကလက်သမီးဟုတ်လား။ဒါဆိုရင်အဖွားကကျမကိုတော်စပင်းနော်ပဲရှာပေးမှာပေါ့နော်။ဟုတ်လားအဖွား။မင်းရဲ့ယူသားမှုမင်းရဲ့လူတစ်ဖက်သားပေါ်ကူညီခြင်းနဲ့စိတ်အပြည့်ရှိမှုအတွက်ဒီတော်စပင်းနော်ပင်ကိုငါမင်းကိုပေးလိုက်မယ်။ ဒီလိုနဲ့လက်သမီးဟာ သူတစ်ဖက်သားဘောကူညီရင်းနဲ့စိတ်အပြည့်ရှိတဲ့ကောင်မလေးကို သူ့ရဲ့အစွမ်းနဲ့လက်ထဲမှာတော်စပြည့်နယ်ပင်လေးကိုဖန်ဆင်းပြီးပေးလိုက်ပါတယ်။ရှော့ဒါကမင်းရှာနေတဲ့တော်စပြည့်နယ်ပင်ပဲ။ဒီတော်စပြည့်နယ်ပင်ကိုအသုံးပြုပြီးတော့လူတယောက်ရဲ့အသက်ကိုကယ်တင်လိုက်ပါ။ဒီလိုနဲ့လက်သမီးဟာကောင်မလေးရှာနေတဲ့တော်စပြည့်နယ်ပင်ကိုသူ့ရဲ့လက်ထဲမှာ ဖန်ဆင်းပေးပြီးတော့ကောင်မလေးကို ပေးလိုက်တော့တာပေါ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်အဖွားရေကျေးဇူးတင်ပါတယ်ကျမအဖွားရေကျေးဇူးကို မမေ့ပါဘူးကျေးဇူးအများကြီးတင်ပါတယ်နော်ကျေးဇူးတင်စရာမလိုပါဘူးဒါမင်းရဲ့ရိုးသားမှုအတွက်ဒါမင်းပြန်ပြီးတော့ရလိုက်တဲ့တန်ဖိုးပါပဲအခုမင်းကူညီခြင်းနဲ့လူတရားကိုသွားပြီးတော့မြန်မြန်ကူညီပြီးရင်သူ့ရဲ့ချမ်းမကြီးကမင်းရဲ့ကံချမကိုအကြီးကြီး ြောင်းလဲပေးလိုက်မယ်။ညမြန်သွားပြီးတော့ဈေးကူပေးလိုက်ပါတော့။ဒီလိုနဲ့ကောင်မလေးလည်းအဖွားကြီးပြောတဲ့အတိုင်းဈေးပင်ကိုယူပြီးအိမ်ကိုပြန်လာခဲ့တော့တာပေါ့။အဖေ။တမီးပြန်လာပြီအဖေ။သူ့ရဲ့ကျမကြီးဘယ်လိုရှိလဲအဖေရဲ့။စောစောကတော့အရန်နာတယ်တည်ရင်လည်းပဲအော်နေတော့တယ်တမီးရဲ့။ဒါပေမဲ့အဖေသူ့ကိုနင်းပေး နှိပ်ပေးပြီးတော့အိတ်ဆီးလေးတိုက်ထားတယ်အခုတော့သူအိတ်ပျော်နေတယ်တမီးရဲ့ဒါနဲ့တမီးတွားရှာတဲ့ဒေါ်စပြစ်နွေပင်ကိုရှားခဲ့လားရှားခဲ့တာပေါ့အဖေရဲ့တမီးကလူတစ်ဖက်သားရဲ့အသက်ကိုကယ်တင်ခြင်းလို့တော်ထဲမှာဒေါ်စပြစ်နွေပင်ကိုတွားပြီးရှာတာလေဟုတ်တယ်မလားဒါနဲ့တမီးတော်ထဲမှာတွားရှာနေတော့နေသမီးတစ်ပါးနဲ့တွေ့ခဲ့တယ်အဖေရဲ့အဲ့ဒီနေသမီးကပဲတော်စပြစ်နွေပင်ကိုပြီးသွားခဲ့တာ ကဲအဲ့ဒါဆိုရင်တမီးတို့ဆေးဖို့ဆဲအောင်လေဖေသူယောဂါကြီးမြင်မြင်တက်တာတော့ပူကောင်းတာဗောအဖေရဲ့အဲ့ဒီလိုနဲ့ဆေးဆရာတာဘာဟာအနာကြီးယောဂအတွက်ဆေးတွေကိုစပြီးဖော်ဆက်ပါတော့တယ်ဆေးတွေကိုဖော်ဆက်ပြီးသွားတဲ့အခါမှာတော့ဝေဒနာခံစားနေရတဲ့လူကိုလိမ့်ပေးလိုက်တာဗောဆေးလိမ့်ပြီးသွားတဲ့အခါမှာတော့ယောဂခံစားနေရတဲ့လူကလေးဟာရက်နှင်းငယ်ကြမှာပဲလုံးဝပျောက်ကင်းသွားခဲ့ပါတယ် ကဲလူလေးခုမင်းယောဂလည်းပျောက်သွားပြီဆိုတော့မင်းရဲ့အကြောင်းလေးကိုငါတို့ကိုပြောပြပါဦးကွာမင်းကဘယ်ကလာတာလဲမင်းကဘသူလဲဆိုတာကိုငါတို့ကိုရှင်းပြပါဦးဟုတ်ကဲ့ပါကျွန်တော်ကိုဆေးရပြအောင်ကူပေးတဲ့အတွက်အရင်ဦးဆုံးချီးစူးတင်စကားပြောချင်ပါတယ်ကျွန်တော်ကဘာယာနတိပီကလာခဲ့တာပါကျွန်တော်ကဘာယာနတိပီရဲ့တူဦးဒီသောအိမ်ရှိဆံမင်းသားလေးဝေလာမင်းသားဖြစ်ပါတယ် ကျွန်တော်ကိုကျွန်တော်မိဘတွေကစွန့်ပစ်လိုက်တာမဟုတ်ပါဘူးကျွန်တော်ကအိမ်ရှိဆန်တယောက်ဖြစ်နေပြီးတော့ဒီလိုမျိုးအနာကြီးရောဂါကိုခံစားနေရတဲ့အတွက်ကျွန်တော်မိဘတွေမျက်နှာပြက်စီရာဖြစ်မှာဆိုလို့ကျွန်တော်ထွက်ပြေးလာခဲ့တာပါကျွန်တော်ကိုအခုလိုယောဂပျောက်ကင်းအောင်ကုသပေးတဲ့ဆရာကြီးတို့တားဖောက်ကိုလည်းကျွန်တော်ကျေးဇူးမမေ့ပါဘူးကျွန်တော်ဝေဒနာခံစားနေရတော့ကကျွန်တော်အနားမှာနေရောညာရော ်စောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးတွေကိုကျွန်တော်ကျေးဇူးပြန်ပြီးဆက်ပေးရစီဗျာ။ရပါတယ်ကွာ။မင်းကျေးဇူးတင်တာခံချင်လို့ငါတို့မင်းအသက်ကိုကယ်ခဲ့တာမှမဟုတ်တာ။လူတယောက်ရဲ့အသက်တရဝါတကောင်ရဲ့အသက်ဆိုတာကယ်ကောင်းပါလေ။ဘာပဲဖြစ်ဖြစ်ငါတို့ကယ်တင်လိုက်လို့မင်းအသက်ရှင်သွားတာ ው ပဲငါတို့ဝမ်းသာမိပါတယ်။ဒီလိုဆိုရင်ကျွန်တော်ရဲ့နန်းတော်ကိုအလဲလိုက်ခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ပါရစေဗျာ။ ကျွန်တော်ရဲ့စေတနာကိုအတိမတ်ပြုရဲဆိုရင်တော့ကျွန်တော်နဲ့လိုက်လာခဲ့ပါနော်ဒီလိုနဲ့ယောဂပြောက်ကင်းသွားတဲ့ဝေလာမင်းသားလေးဟာစီးစရာကြီးနဲ့စီးစရာကြီးရဲ့တမီးကိုသူ့ရဲ့နန်းတော်လေးစီကိုအလဲခေါ်ခဲ့တော့တာပေါ့တစ်ဖက်မှာဆိုရင်လဲဝေလာမင်းသားလေးရဲ့မိခင်ဟာ သူ့သားလေးပျောက်သွားတဲ့အတွက်နေ့တိုင်းမျက်ရည်နဲ့မျက်ခွတ်ဖြစ်နေခဲ့ရပါတယ်ဘယမကြီးကျွန်တော်တို့ရဲ့မင်းသားလေး ပြန်လာပြီဗျဘေးမကြီးအမတ်တယောက်ရဲ့စကားသံကိုကြားတဲ့အခါမှာတော့ဘေးမကြီးနဲ့ဘယင်ကြီးဟာသူ့သားလေးကိုမြင်ရင်းနဲ့စိတ်နဲ့နန်းတော်ရှိကိုထွက်လာခဲ့တော့တာပေါ့အဲ့ဒီမှာသူ့ရဲ့သားတော်လေးဟာယောဂါတွေပျောက်ကင်းသွားတဲ့အတွက်အလွန်မင်းကိုအံ့ဩပြီးတော့ပျော်ရွှင်နေခဲ့ကြတာပေါ့အမေတားရဲ့ယောဂါတွေကိုဟောရီကဆရာကြီးနဲ့ ူ့ရဲ့တမီးကပြအောင်ကူပေးလိုက်တာပဲအမေရဲ့သူတို့ကိုခြေကျူးဆက်ခြင်းတဲ့အနေနဲ့ဒါကနန်းတော်ကို ခေါ်လာခဲ့တာပါသူတို့နှစ်ယောက်ရဲ့ခြေကျူးဟာဒါအပေါ်မှာဆက်လို့မကုံတော့ပါဘူးအမေရဲ့မင်းသားလေးရဲ့ဖေကလည်းသူ့သားလေးကိုယောဂပြအောင်ကူတာပေးတဲ့အတွက်ဆေးဆရာကြီးတို့တားဖောက်ကိုခြေကျူးတင်နေခဲ့တော့တာပေါ့အဲ့ဒီခါမှာဆေးဆရာကြီးကလည်းခြေကျူးမတင်ဖို့ပြန်ပြောခဲ့ပြီးသူဟာခြေကျူးတင်ခံခြင်းလို့ကူညီခဲ့တာမဟုတ်ကြောင်း ပြန်ပြီးတော့ပြောပြနေခဲ့ပါတယ်။ကျမရဲ့သားလေးကိုအခုလိုမျိုးယောဂါတွေပျောက်ကင်းအောင် ကုသပေးရတဲ့အတွက်ခြေဆုဘလို့ဆက်ရမှန်းတော့ကျမမသိတော့ပါဘူး။ဘာပဲဖြစ်ဖြစ်ဟောရီယာဆေးဆရာကြီးသားလက်ခံမယ်ဆိုရင်ကျမရဲ့တားတော်လေးနဲ့ဆေးဆရာကြီးရဲ့တမီးတော်လေးကိုထိမ်းမြလက်ထပ်ပေးသေးချင်ပါတယ်။ဆေးဆရာကြီးကလည်းဘီယမကြီးရဲ့စကားကိုကြားတဲ့အခါမှာတော့သူ့ရဲ့တမီးနဲ့သူတို့ကေတင်လိုက်တဲ့ ဝေလာမင်းသားလေးကိုလက်ထက်ထိမ်းမြှို့သဘောတူညီလိုက်ပါတော့တယ်ဒီလိုနဲ့ဆေးဆရာကြီးရဲ့သမီးဟာနန်းတော်ရဲ့မိဖုရားတစ်ပါးဖြစ်လာပြီးတော့ဆေးဆရာတို့တားဖားဟာလည်းနန်းတော်ထဲမှာပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့ကြပါတော့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုမျိုးဇလန်းတို့လေးတွေနားထောင်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe နဲ့ notification လေးလုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ် နောက်လည်းအကောင်းဆုံးပုံစံလေးနဲ့တင်ဆက်သွားမှာမို့လို့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်သွားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ